ဘောပါလာရဲ့စတိုးဆိုင်ကိုမီးရှို့နိုင်တယ်လို့ရှိရင်ကျွန်တော်မြန်မာငွေ350ပေးပါမယ်ခင်ဗျပြာကြအောင်ရှို့နိုင်တဲ့လူဆိုလို့ရှိရင်ကာဝါစကီထုတ်ဇက်အိတ်တန်းအားမာငွေနဲ့ဆိုရင်300တန်ဖို့ရှိတဲ့ဆိုင်ငယ်တစ်ထောင်စီစီကျွန်တော်ဆုချပါမယ်ဝါဝါလိုင်းဆိုင်ကိုမဝယ်ကြပါနဲ့တခေါ့မိတယ်ဒီမိမရိုက်တယ်မပြောဘူး ဟောသူပြည့်စည်ခိုးလို့သူရိုက်တာရိုက်ရိုက်ပြီးတတ်ဆိုင်အောင်အကြောင်းကြားဟာလားအဲ့အမကိုလည်းပြောချင်တာလေအဲ့လောက်ထိလုံးဖို့လိုလို့လားအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့လူမှုကွန်ရက်တစ်ခုလုံးကိုလှုပ်ခတ်နေစေစေဖြစ်တဲ့လှိုင်တာယာကတွေ့တာသူစတိုးဆိုင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးထိတ်လန့်စရာအခြေအနေတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တွေ့တာသူအထယ်ဆိုင်နဲ့အထယ်ဆိုင်နဲ့စတိုးဆိုင်ပုံကျုပ်လမ်းမပေါ်တဲ့ဆိုင်အမှတ်တစ်ခေါ်ရှစ်ကိုမြင်းဆောင်တစ်ခေါ်ရှစ်ရှစ် ဟုတ်ကဲ့စတိုးဆိုင်ပိုင်ရှင်ကတော့ဝါဝါလိုင်ပေါ့နော်ဟုတ်ကဲ့ဝါဝါလိုင်ဆိုင်ဝမွေကြပါနဲ့နော်ကျေးဇူးပြုမွေကြပါနဲ့ကိုချင်းစာသိရှိရင်တော့မွေကြပါနဲ့ဝါဝါလိုင်ရဲ့စတိုးဆိုင်ဝမီးရှို့နိုင်တဲ့လူရှိရင်ကျွန်တော်မြန်မာငွေ350ပေးပါမယ်ခင်ဗျဝါဝါလိုင်ရဲ့ဆိုင်ပြာကြအောင်ရှို့နိုင်တဲ့လူဆိုလို့ရှိရင်ကျွန်တော်တို့ကာဝါစကီထုတ် Z8 တန်းအားမြန်မာငွေနဲ့ဆိုရင် ိန်400တန်ဖို့ရှိတဲ့ဆိုင်ငယ် Oh my god တောင်းစီစီကျွန်တော်ဆုချပါမယ်ဘန်းငွေ2000ကျော်မြန်မာငွေ30ကျော်40နီးပါးရှိတဲ့ GoPro เนาะတိန်20ကျော်ရှိတဲ့360တိန်30ရှိတဲ့အုတ်ထုတ်တစ်လုံးကျွန်တော်ဆုချပါမယ်လုံးဝပြကြပါပြီဆိုရင်မြန်မာငွေ350ဆိုင်ငယ်တစ်စီးအုတ်ထုတ်တစ်လုံး GoPro ပြီးတော့360ကင်မရာလက်အိတ်တွေအစကျွန်တော်ပင်ငယ်ကြောက်ရနော်ကျွန်တော်ယောက်ျားစကားနော်ဝါဝါလိုက်နအိုမာကြီးဝိမလဲပါစီနဲ့ခလေးနာခံကြည့်ပြအမျိုးသမီးတစ်ယောက်ကိုတခိုးပါလို့ဆွဆွပြီးတော့ပါရိုက်တဲ့ဟိုမျိုးသမီးတီးဖို့ကျွန်တော်ဒီကနေပြီးတော့ မေတ္တာလက်ဆောင်လေးပေးမယ်ခမား နားလဲဖို့ခမားသိဖို့နံပါတ်1ချက်နံပါတ်1ချက်အမှုဖြစ်အခင်းဖြစ်တဲ့နေရာမှာခမားကပစ္စည်းခိုးပါတယ်လို့ပြောတယ်ဘာခိုးတယ်ဆိုတာကိုခမားအတိအလင်းမပြောဘူးလက်ထဲမှာလည်းဘာမှမတွေးရဘူးဒါလည်းဟုတ်တယ်နော်သူလည်းလက်ထဲမှာလည်းဘာမှမတွေးရဘူးခမရခိုးပါတယ်လို့စစ်စွဲတယ်နံပါတ်1ချက် အသိဖြစ်မှုကုလတ္တမဘာမှမတွေ့ရဘူးခိုးတဲ့ပစ္စည်းကိုလည်းခမရမပြနိုင်ဘူးနံပါတ်၄ချက်နံပါတ်၄ချက်ခမရ၎င်းအမျိုးသမီးကိုသပင်ဆွဲပြီးတော့ပေါ့ရိုက်တယ်သမန်နာကျင်စေမှုသမန်နာကျင်စေမှုဆိုတော့ကပုံမှန်323ပုံမှန်323ရာ တမန်နာကျင်စဉ်မှုထောင်တန်တစ်နှစ်ခမောက်ပေးမဲ့မေတ္တာလက်ဆောင်ကထောင်တန်တစ်နှစ်ကဲငွေတန်သီးသီးဆက်မခံရမှုနဘက်နဲ့ချက်ဒီမျိုးသမီးကိုခမောက်သပေးဆွဲပရိုက်ပြီးတော့ဆိုရှယ်မီဒီယာပေါ်မှာအချက်တကွဲအကျိုးနဲ့ဖြစ်ကောင်းလောက်တဲ့ကိစ္စအတွက်66ကြာကြီး နှစ်နှစ်တည်းမပူသော ထောင်တန်ငွေတန်အသီးသီးကိုချက်မှတ်ခံရအောင်နောက်တစ်ချက်ကခလေးတန်ငယ်နှိမ့်ဆက်ညင်ပန်းမှု ခလေးလေးကိုကျိုးနဲ့တုတ်ပြီးတော့ဓာတ်တိုင်မှာကိုက်ပြီးတော့ကျိုးနဲ့မိခင်ရောနှုတ်နှစ်ယောက်စလုံးကိုကတ်တုတ်တာခလေးတန်ငယ်နှိမ့်ဆက်ညင်ပန်းမှုပုံမှန်တရားကာကြီးအရာထောင်တန်တလကနေ6လ ထိချမှတ်နိုင်တယ်ချမှတ်လို့ရတယ်အဲ့တော့ခမားကိုပေးခြင်းနဲ့မစိတ်ကအဲ့ဒီပုံမှန်လေးတွေပါပဲခမားကသူ့ကိုတခိုးလို့ဆွဆွဲတယ်သူ့ရဲ့လက်ထက်မှာလည်းလက်ဝဲပြတာတခိုးမှမတွေ့ရဘူးခမားဆွဆွဲတဲ့အခင်ကဏ္ဍမှာခမားကျူးလွန်လိုက်တဲ့အမှုက၃ခုရှိတယ်ခမားကျူးလွန်လိုက်တာနော်၃ခုရှိတယ်နံပါတ်1တမန်နာကျင်စေမှုသမင်ဆွဲပြီးတော့ပေါ့ကိုရိုက်တယ် နံပါတ်1ကလေးတငယ်နှိမ့်ဆက်ညံပန်းမှုကလေးကိုကျုံးနဲ့တုပ်တယ်နံပါတ်3ဒီမျိုးသမီးကိုအရှက်တပွဲအကျိုးနဲ့ရအောင်ဆိုပြီးတော့လိုင်းမော်တင်တဲ့ကိစ္စ66ဂါကြီးခမရအမှု3ခုကိုကျူးလွန်ထားပြီးခမရကိုပြောကျင်တဲ့ message ပေးကျင်တဲ့ message လက်ဆောင်ကတော့အဲ့ဒါပဲအဲ့ဒီမှာဒီအနည်းနဲ့မှရှိတဲ့ပုံပုံတွေအားလုံးကနေပြီးတော့တငယ်ချင်းတို့ကြီးမင်္ဂလာပါအမစကားလေးနဲ့လည်းပြောချင်တယ် ပစ္စည်းခိုးယူသူအမျိုးသမီးကိုညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ဆိုင်ကိုမိရှုပ်ပေးနိုင်သူကိုမြန်မာငွေ350ဆုချမယ်ဆိုတဲ့ပြောဆိုမှုတွေပေါ်ထွက်လာတာကြောင့်ဒီကိစ္စဟာပြင်းထန်တဲ့ရာဇဝတ်မှုမြှုပ်ဆွဲမှုအဆင့်ထိရောက်ရှိသွားပါပြီ။ဒီစုငွေကြေညာချက်အပြင်လက်ရှိမှာပစ္စည်းခိုးယူသူနဲ့ကလေးငယ်ကိုနှိပ်စက်ခဲ့တဲ့ဆိုင်ရှင်မျိုးသမီးဟာဥပဒေပုံမှန်များစွာနဲ့ အေးအေးယူခံရမယ့်အခြေအနေကိုရင်ဆိုင်နေရပါပြီးခိုးယူသူကိုရဲစခန်းအနှံခြင်းမပြုဘဲမိမိသဘောဖြင့်ရိုက်နှက်နှိပ်ဆက်ပြီးရုတ်တံရိုက်ကူးဖြန့်ချိခဲ့တဲ့အတွက်ဆိုင်ရှင်ဟာဆက်သွယ်ရေးဥပဒေပုံမှ66ခကလေးတငယ်ညှဉ်းပန်းနှိပ်ဆက်မှုဂုံတိတ်ခါထိပါမှုစတဲ့အမှုတွေနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့စာဝတ်နေရေးအခက်ခဲကြောင့်ခိုးယူခဲ့ရသူအမျိုးသမီးအပေါ် လူတို့ကစာနာမှုပြင်းထန်နေတဲ့ဒီဖြစ်စဉ်ရဲ့ဥပဒေရေးရာရှုထောင့်နဲ့ပြည်သူလူထုရဲ့ဒေါသအလျောက်ထောက်ပေါ်လာတဲ့ရာဇဝတ်မှုမြုပ်ဆွယ်မှုများကဘလို့အကျိုးဆက်တွေဖြစ်ပေါ်လာနိုင်တယ်လဲဆိုတာကိုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာမနက်ကမြင်ရတဲ့မြင်ကွင်းကမြင်ကွင်းမလှနော်တခေါ့မိတယ်ဒီမိမရိုက်တယ်မအပြစ်မပြောဘူးဩသူပြစ်စီခိုးလို့သူရိုက်တာ ရိုက်ရိုက်ပြီးတက်ဆိုင်အောင်အကြောင်းကြားအဲ့ဒါကျမဆိုင်မှာဝင်ခိုးလို့ကျမဒီမိမကိုကျမစိုက်လိုက်မှမှနဲ့ကျမလုံးမိရိုက်မိတယ်တခိုးသည် तू ခိုးတယ်မှန်ကန်တယ် तू ကလည်းပြောတယ်ခလေးစေဖို့မရှိလို့ तू လောက်တယ်တက်ဆိုင်ရအဖွဲ့စည်းတွေ तू လာခေါ်သွားလိုက်မယ်အရေးယူပါမယ်နေရာလည်းမချင်နိုင်တက်ဆိုင်ရအဖွဲ့စည်းတွေကျမပစ္စည်းပါခိုးတယ်ဒီတစ်ခါတည်းတိုင်ချက်ဖွင့်ဟုတ်တယ်နော်နေအခုရိုက်နေတာကြီးကမြင်ကွင်းတိုက်မလှအောင်မြင်လို့ကြည့်လို့လည်းမကောင်းစိုက်ထားလည်းမကောင်း အဲ့လောက်ကြည့်မလောက်ပါနဲ့ငါတခေါက်ဘက်ကနားလို့ပြောတာမဟုတ်ဘူးနော်နင်မတရားလုပ်နေတာကိုငါမြင်လို့ပြောတာဟုတ်လားဟက်ကောင်မကြီးရဲ့လူဘာတိတ်မဝနဲ့ကောင်မကြီးအဲ့လောက်ပဲငါပြောမယ်ဒီဗီဒီယိုကိုမြင်မြော့လေညီမတို့တော်တော်ဆေးမနာကြည့်ပြ တကယ်တကယ်ဟိုစိတ်မကောင်းဖြစ်တာဘလို့မှခံစားလို့မရအောင်အဲ့အမကိုလည်းပြောချင်တာလေအဲ့လောက်ထိလုံးဖို့လိုလို့လားအဲ့လောက်ထိလုံးဖို့လိုလို့လားကျမလည်းဈေးသေးပါပဲကျမလည်းဈေးသေးပဲဒီလုံဒီလိုမျိုးခိုးတာပါညာလေလူတိုင်းကြုံတွေ့ရတဲ့အရာဒါပေမဲ့အဲ့လောက်ထိလုံးဖို့မလိုဘူးမရဲ့ဘလို့ပြောမလဲကိုမကျင့်တော့ဘူးလားရဲအပ်ရဲလက်ထဲကိုအပ်လိုက်ရဲရ သူကသူဆက်လုသွားလိမ့်မယ်အဲ့လောက်ထိနှိမ့်ဆက်ဖို့မလိုဘူးပြီးတော့ခလေးပါတယ်သာသမီချင်းကိုကျစားနော်ခလေးငယ်လေးပါတယ်မြင်ရတွေ့ရတာတော်တော်အဆင်မပြေဘူးဟုတ်တယ်လာခိုးတယ်လာခိုးတာမိသွားပြီဆိုရင်လိုင်းမတင်ချင်တယ်မလားအမတင်လို့ရတယ်မတင်နဲ့လို့မပြောတင်လို့ရတယ်သူ့ရဲ့မျက်နှာသူ့ကိုပဲဗီဒီယိုရိုက်လေခလေးကိုမရိုက်နဲ့သူ့ကိုပဲဗီဒီယိုရိုက်ပြီးတော့ဒါကတော့ကျမတို့ဆိုင်မှာဒီလိုဒီလိုလာခိုးပါတယ်အမလက်ပါစရာအကြောင်းမရှိဘူးလေရဲလက်ထဲအလိုက်ရဲကသူ့ဟန်သူသူ့ရဲ့ တာဝန်ဝတ္တရားတိုင်းလုံးလိမ့်မယ်အမအဲ့လိုမျိုးတွေရှင်နေပူနဲ့ပတ်မယ်လို့အသားကြီးစီးထုံမယ်လို့နေပူထဲမှာဓာတ်တိုင်မှာခလေးရောလူကြီးရောကျိုးချီရတာရဲ့အဲ့လိုက်ရလုံးစရာမလုံးလေအမမကျင်နေအောင်မလားအဲ့ညာမင်းရဲခေါ်ပြီးရဲလက်ထဲရောတခါတဲ့အဲ့လိုက်ပြီးွားပြီးလိုင်းမော်တီကျင်နေမလားတင်တင်လို့ရတယ်အဲ့လိုရိုက်နှက်စရာမလို့ပေါင်ကြီးကိုဒီလိုမျိုးခြေလောက်ကြီးကိုနင်းထားပြီးသပင်းကိုဆွဲထားတာအရန်ကြည့်ရရုပ်ဆိုးတယ်ဘယ်လိုမျိုးလဲအခုဟာလေအိုက်ဗီယိုဖိုင်ကိုကြည့်ရတဲ့အချိန်မှာလေဟိုခိုးတဲ့လူကိုပဲတနာရတယ်ကျမတို့ ကဲနော်ကိုယ့်ရဲ့စိတ်ကမနှက်စာစားမယ်ဆိုပြီးတော့တစ်တော်လေးခဏကြည့်မယ်ဆိုပြီးကြည့်လိုက်တယ်အဲ့ video file ကိုမြင်လဲမြင်တယ်ဆိုင်ရှင်ကလူမောင်းနေတယ်နော်အဲ့ခံနေရတဲ့ခိုးတဲ့အမာကြီးကိုပဲအမာကြီးရောမဟုတ်အန်တီကြီးကိုပဲသနာရဲအဟိုကျွန်မလိုက်ကြည့်ရတော့အိုက်ဆိုင်ရာလှိုင်းတာရာလှိုင်းတာရာလိမ့်စာလို့တော့တွေ့ရဲအဲ့အန်တီရဲ့လိမ့်စာကြည့်ရဲဘာညာဆိုလဲဒီ comment လေးမှာတစ်ချက်လောက်မှန်ခဲ့တယ်ကျွန်မလှူခြင်းလို့အဲ့အန်တီကိုလှူခြင်းလို့ဘလို့ပြောမလဲရဲလက်ထဲအပ်လိုက်ပါရဲလက်ထဲအပ်လိုက်ပါရှင်နေများရယ်နော်ပြောအဲ့လိုက်ကြည့်ပြောလေရှင်နေမောတယ်ဒီလား ဟင်းနေမောရဲ့ရဲလက်ထဲအလိုက်ရဲကလုတ်ဆရာရှိရလုတ်သွားလိုက်မယ်။ကျမတော့ရုံနဲ့ရုံဆိုလဲအဲ့လိုမျိုးကိစ္စရယ်ဝင်လဲမပြောဘူးပြောလိပြောထားလဲမရှိဘူး။ကိုကြည့်ကြည့်နေဆိုရင်ကြည့်လိုက်တယ်မကြည့်ကြည့်ရကြောက်လိုက်တယ်ကိုကိစ္စအဲ့မဲ့အလောက်ကြည့်ပြီးရောလေကျမတကယ်စိတ်မကောင်းတကယ်စိတ်မကောင်း။ဟောခလေးလေးကိုလုတ်သူ့မှာလဲဟိုကျမခလေးကိုမလုတ်ပါနဲ့ကျမကိုပဲလုတ်ပါသူ့သားသမီးကိုလုတ်ပါဆိုလို့ဟိုဘယ်လိုပြောမလဲအခုဟာကွာ သူခိုးတယ်ဆိုတာလည်းသူ့မှာလည်းအကြောင်းရရှိမှာပဲဟိုကျမခိုးရလူတိုင်းကအပိအမြောင်လောက်တာမဟုတ်ဘူးတကယ်မရှိလို့လှုပ်လိုက်လုံးမိလှုပ်ရလှုပ်လိုက်တဲ့လူတွေလည်းရှိရတချို့ကြာလည်းမလှုပ်စားခြင်းလို့အပြင်းကြီးပြီးတော့ဟိုသူများတကပစ္စည်းကိုအလကားအချောင်းလိုခြင်းလို့လှုပ်စားရလူကလည်းတသက်ရှိရတချို့ကြာလည်းအခက်ခဲဖြစ်နေလို့မဖြစ်မနေမို့လှုပ်လိုက်ရဒါလည်းရှိရအချောင်းမျိုးမျိုးကြောင့်ရှိရသူ့အကြောင်းနဲ့သူဟိုလိုပြောမလဲသူပြောပါသေးရအဲ့ထဲမှာနေ့မှခြေလက်တွေနေ့မှလည်းခြေလက်တွေပါပါပဲငါမှလည်းခြေလက်တွေလှုပ်စားဖို့ဆိုတော့ဘဝပေးခြေနေရမတူကြဘူးလေဘဝပေးခြေ ဖြစ်နေရမတူကြဘူးဘယ်လိုပြောမလဲလုပ်ငန်းလုပ်ဖို့အရင်နေ့ရှိရလူရှိတယ်လို့အရင်နေ့မရှိရလူရှိရအဲ့လိုမျိုးပဲတယောက်နဲ့တယောက်ပေါ့ဘဝပဲကုသိုလ်ကတူကြဘူးအမှမကျင်နိုင်ဘူးလားရဲလက်ထဲအလားအဲ့လောက်ထိလုပ်เสียရမလို့အဲ့လေခိုးတဲ့အမရဲ့လိပ်စာလေးသိရင်မမြောက်ကောမန်လေးမှာတစ်ချက်လောက်ရေးပေးနော်မင်းအဲ့